yeah, I used to, and I used to just tell the coach to watch the fight and then let me know. But now, uh, like three fights ago, mm -hmm. I started watching my opponent and studying myself too, you know, so that really helped a lot. So, like, Joshua Van Bowen told them UFC 370ပြိုင်ပွဲကျင်းပဖို့နှစ်ပတ်ဝန်းကျင်မဲ့လိုတော့ပါတယ် UFC ဟာဒီမနက်မှာတော့အက်ဒလန်တာကိုသွားရောက်ပြီး UFC Fight <laughs> Night ပြိုင်ပွဲကျင်းပခဲ့ပါတယ် ခြေတစ်ပတ်ရောက်ရင်အစာဖက်ညံကိုသွားရောက်ပြီးသူတို့ရဲ့အဲ့ဒီမြေပေါ်မှာပထမဆုံး UFC Fight Night ပြိုင်ပွဲကျင်းပသွားမှာပါအဲ့ဒီပြိုင်ပွဲပြီးရင်တော့ UFC 370ပြိုင်ပွဲရဲ့အလှယ်ကိုရောက်ရှိလာမှာဖြစ်ပါတယ်။ဒီပြိုင်ပွဲက International Fight Week Gala ပုံစံမျိုးနဲ့ပူးတွဲကျင်းပသွားမှာပါ။ International Fight Week Gala ဆိုတာဘယ်လိုပုံစံမျိုးဖြစ်တဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ရဲ့ပြည်သက်တွေကိုအချိန်ချင်းရှင်းပြခဲ့ပြီးပါပြီ။ ဒီပြိုင်ပွဲတွေကနိုင်ငံတကာကပြည်သက်တွေအတွက်ရည်ရွယ်ပြီးကျင်းပတဲ့ပြိုင်ပွဲမျိုးတွေဖြစ်ပါတယ်အထူးသဖြင့်နိုင်ငံတကာကပြည်သက်တွေလာရောက်ကြည့်ရှုနိုင်အောင်စီစဉ်ထားပြီး UFC ကဖိုက်တာအများစုကိုလည်းဒီပြိုင်ပွဲမှာပြည်သက်တွေနဲ့တွေ့ဆုံနိုင်အောင် promotion ဘက်ကတေချာစီစဉ်ထားတာပါပြည်သက်တွေနဲ့ဖိုက်တာတွေတွေ့ဆုံပြီးဓာတ်ပုံရိုက်တာတွေအမှတ်တရလက်မှတ်ထိုးပေးတဲ့အစီအစဉ်တွေပါထည့်သွင်းထားပြီး UFC ကို sponsor ပေးထားတဲ့ပစ္စည်းတွေကလည်းသူတို့ရဲ့ promotion အစီအစဉ်တွေနဲ့ဒီပြိုင်ပွဲကာလမှာထည့်သွင်းခင်းကျင်းပြသလေးရှိပါတယ် အဲ့လိုပုံစံမျိုးနဲ့ International Fight Week Gala ကိုကျင်းပတာပါ promotion ကလည်းဒီလိုပြိုင်ပွဲမှာကျင်းပတဲ့ပြိုင်ပွဲမျိုးဆိုရင်ခံခံနာနာဖြစ်အောင်ပြည်သက်အကြိုက်ဆုံးဖြစ်မဲ့တွဲဆိုင်တွေကိုပဲအဓိကရွေးချယ်ထည့်သွင်းထားပါတယ်ဒီခါမှာတော့အဓိကကောင်းပွဲကြီးအဖြစ်တိုပူရီးယားနဲ့ Charles Oliveira တို့ကလက်လက်နေတဲ့ Lightweight Champion ကပဲလူပွဲထိုသက်သွားမှာပါ Joshua Ban ကတော့ Flyweight တဲ့ Ranking တက်မှတ်ချက်နံပါတ်1နေရာမှာရပ်တည်နေတဲ့ Brandon Roba ကိုအနိကရောက်မှလူစားဝင်ထိုးပေးမှဖြစ်ပါတယ်။ အဲ့ဒီပွဲအတွက်သူကိုယ်တိုင် Brandon Roba ရဲ့ကစားပုံတွေကိုလေ့လာနေပြီးဆိုတဲ့အကြောင်းကိုအခုလိုစတင်ထုတ်ဖော်ပြောဆိုလိုက်ပါပြီ Brandon Roba နဲ့တက်ဆူရိုတိုင်ရာတို့နောက်ဆုံးထိုးခဲ့တဲ့ပွဲကိုကြည်ပြေခဲ့ပါတယ် promotion ဘက်ကသူနဲ့ပွဲထုံးမလားကန်လန်းလာတော့သူထိုးခဲ့တဲ့ပွဲစဉ်တွေအားလုံးကိုပြင်ကြည့်နေတာပါပုံမှန်အားဖြင့်ဗီဒီယိုတွေကြည့်ပြီးလေ့လာတဲ့အပိုင်းတွေကနှီးပြတွေကပဲလုပ်ပါတယ် ဒါပေမဲ့လွန်ခဲ့တဲ့၃ပွဲကစလို့ကျွန်တော်ကိုယ်တိုင်ပြိုင်ဘက်တွေရဲ့ပွဲကိုကြည့်ပြီးလေ့လာတဲ့သုံးသက်ကြည့်ပြခဲ့ပါတယ်။အဲ့ဒီအချက်ကအများကြီးကိုအထောက်ပံ့ဖြစ်စေခဲ့တာပါ။နီးပြတွေကဒီလိုမြင်နေကျွန်တော်ကဒီလိုမြင်တာတွေကိုပေါင်းဆက်ပြီးဂိမ်းပလန်ကိုဘလို့ရေးဆွဲမလဲဆိုတာဆွဲထုတ်လိုက်တော့တကယ်ကိုအကျိုးရှိခဲ့တာပါလို့ပြောပြသွားခဲ့ပါတယ်ဆက်လက်ပြီးမြန်မာဖိုက်တာတွေနဲ့ဆက်ဆက်နေတဲ့ One Championship ကဖိုက်တာတွေရဲ့အကြောင်းကိုပြောပြခြင်းပါတယ် ။ MW နဲ့နလာငါလာအကျိတ်နဲ့ဆော်ခဲ့တဲ့ Israel Fighter Gordon ကနောက်ပွဲထိုးဖို့အတွက်စာချုပ်မှာတရားဝင်လက်မှတ်ထိုးလိုက်ပြီးဖြစ်တဲ့အကြောင်းကိုသူ့ရဲ့ social media ပေါ်ကနေတစ်ဆင့်ပြည်သက်တွေကိုအသိပေးလိုက်ပါပြီ။သူဟာလာမယ့်ဇူလိုင်လ၄ရက်နေ့မှာကျင်းပမယ့်135ပြိုင်ပွဲမှာဝင်ရောက်ထိုးသက်မှာဖြစ်တယ်လို့ဆိုပါတယ်။ဒီကြောင်ရကိုဘာဖြစ်လို့ပြောပြရတာလဲဆိုတော့ကျွန်တော်မြန်မာပြည်ကဖိုက်တာတွေနဲ့နိုင်ငံတကာကဖိုက်တာတွေအကြားပွဲမန်နေဂျမန့်လုပ်တဲ့ပိုင်းတွေမှာကွာဟာချက်ရှိနေတာကိုမိမောင်းထိုးပြချင်တာပါ။ ။ MV ကတော့ Gordon နဲ့ထိုးပြီးလို့ With the Grind ကိုတောင်းရှုံးနေထားပြီးပါပြီ။ MV ဟာ Gordon နဲ့ With the Grind နှစ်ပွဲကြားမှာအနောက်ယူချိန်2လပဲရှိခဲ့တာပါ။ဒါက Batman Fighter တယောက်အတွက်ဆိုရင်တော့လှုပ်လောက်တဲ့ကာလာမျိုးဖြစ်ပါတယ်။သို့တော်လေ MV ရှိကထိုးခဲ့တဲ့ပွဲတွေကိုကြည့်လိုက်မယ်ဆိုရင်သူ့အနေနဲ့ပွဲလက်ခံတဲ့အပိုင်းမှာအတော်လေးကိုစောလွန်းတယ်လို့ပြောလို့ရပါတယ်။ Gordon ကတော့ MV လိုမဟုတ်ဘဲ၃လခွဲဝင်းကျင်လောက်ထိကိုအနားယူသွားခဲ့တာပါ။ ဂေါ်ဒွန်ဆိုရင်သူ့ရဲ့ fighter ဘွားမှာဒီတစ်ခါပဲမိုးတဲ့ရေးတဲ့အကျိတ်နဲ့စော်ဘူးတာဖြစ်ပါတယ်။အဲ့လိုပုံစံနဲ့အနိုင်ရတဲ့ fighter က၃လခွဲဝင်းကျင်လောက်အထိကိုအနားယူခဲ့တာပါ။ကျွန်တော် fighter တွေမှာကပွဲရရင်ရသလောက်ထိုးတဲ့ပုံစံမျိုးတွေက ရှိပါတယ်။ပြီးတော့မှလည်းငါတို့ကဒီလိုထိုးတာကွာဆိုတဲ့ပုံစံမျိုးတွေနဲ့တချို့ကစင်ကြေပေးကြတာပါ။ပြီးတော့မှတော့ကိုယ့်ရဲ့ကစားနည်းဖြစ်လို့ဘာမှပြဿနာမရှိပါဘူး။ တယောက်နဲ့တယောက်ကစားပုံကလည်းအဲ့လောက်ထိကွာဟမှုမရှိသလိုပြင်ဆင်မှုပိုင်းတွေမှာလည်းအဲ့လောက်ထိကွာဟတာမျိုးမရှိပါဘူးတို့တော့လေဝမ်းချင်မြင်ရှိစင်းမြင့်ထက်တက်လာပြီဆိုရင်တစ်ဖက်ကပြင်ဆင်လာတဲ့ဖိုက်တာကကိုယ့်ထက်အများကြီးကိုပိုပါတယ်အဲ့လိုပုံစံမျိုးတွေနဲ့မတူညီတဲ့အခင်းချင်းပေါ်မှာရှင်ပြိုင်ကစားချရတာပါဒါကြောင့်မို့လို့ fight management လုပ်တဲ့အပိုင်းမှာကျွန်တော်ဖိုက်တာတွေအနေနဲ့သတိထားလို့ရအောင်ကျွန်တော်ကဆွဲထုတ်တင်ပြတာဖြစ်ပါတယ် ထပ်ပြောရရင် Fighter Lock မှာကပြည်သက်ကိုဖျော်ဖြေမှုပေးအောင်ထိုးရတာမှန်ပါတယ်။သို့တော်လည်းကို့အနေနဲ့ဒီလိုပုံစံမျိုးကိုဘယ်လောက်ထိပွဲများများထိုးနိုင်လဲဆိုတဲ့အကြောင်းအရာကထပ်ပြီးစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။ Rotan လို့ထိုးခြင်းနဲ့ Justin KG လို့ထိုးခြင်းနဲ့ဆိုရင်အဲ့ဒီ Fighter နှစ်ယောက်လို့ Promotion ဘက်က Fighter တွေဘက်ကိုပြန်ပြီးကြည့်ပေးလားဆိုတဲ့ပေးတံမျိုးနဲ့ပြန်ပြီးတိုင်ရမှာပါ။ Rotan ဟာပြည်သက်တွေဖြောပြမှုရှိအောင်အနာခံထိုးတဲ့ Fighter ဆိုတာမှန်ပါတယ်။ သို့တော်လဲဝမ်ချမ်ပီယံရှစ်ကသူ့ကိုပွဲချက်လိုက်တာမျိုးပွဲစိတ်လိုက်တာမျိုးလုံးဝမရှိပါဘူးသူနဲ့တက်ပြီးလိုက်တဲ့ fighter အများစုကိုကြိလိုက်မယ်ဆိုရင်သူ့ထက်အများကြီးနိုင်တဲ့ fighter တွေကတောင်ပိုပြီးများပါတယ်တစ်ခါတစ်ခါမှသူ့နဲ့ဒန်းသူရှင်ထိုးမဲ့ fighter မျိုးနဲ့ပွဲတည်ပေးတာပါ UFC က Justin Gaethje ကိုကြိလိုက်မယ်ဆိုရင်လဲအဲ့လိုပုံစံမျိုးအတိုင်းပါပဲတဲပေးလိုက်တဲ့ပြိုင်ဘက်တွေကသူနဲ့လိုက်ဖက်မဲ့ပြိုင်ဘက်မျိုးတွေဖြစ်တယ်လို့ပွဲကိုလည်းရန်ကြီးစိတ်တာမျိုးလုံးဝမလုပ်ပါဘူး AC recovery အနာယူခိုင်းပြီးမှပွဲကိုတချီကောင်းနဲ့ပြန်ပြီးတည်တာပါကျွန်တော်မြန်မာဖိုက်တာတွေမှကအဲ့လိုအခွင့်အရေးမျိုးမရှိပါဘူးအားလုံးကဖြောပြမှုရှိအောင်ထိုးကြတာမှန်ပေမဲ့ပွဲရစိတ်ဖက်များလာချိန်မှာတော့ကိုယ့်ရဲ့စွမ်းဆောင်ရည်ကပုံမှန်အတိုင်းရှိရလားဆိုတာကျွန်တော်တို့ဖိုက်တာတွေအနေနဲ့လေးနက်ထားစဉ်းစားရတော့မှာပါအမွေသွေးလင်းထဲစူပါအီချန်တို့ဆိုရင်ပထမ6လအတွင်းမှာတင်စုစုပေါင်း3ပွဲစီထိုးသက်ထားရပြီပါပြီ။ ဒါကကျွန်ုပ်ဖိုက်တာလေးတွေတွေးခေါ်စဉ်းစားလို့ရအောင်ကျွန်တော်ကဆွဲထုတ်တင်ပြမိတာဖြစ်ပါတယ်။ပြည်တယ်များခင်ဗျာ1 championship ကဒီတစ်ပတ်တောက်ကြနေ့ညပိုင်းမှာတော့135 130ပြန်ပွဲကိုဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ကျွန်တော်မြန်မာကိုစားပြုဖိုက်တာတွေပါဝင်ခဲ့ခြင်းမရှိပါဘူး။ပြီးခဲ့တဲ့ဘက်က3ယောက်ထိပွဲထုတ်ထားလို့ဒီတစ်ပတ်မှာမြန်မာဖိုက်တာတွဲဆိုင်မပါဘူးလို့ပြောလို့ရမယ်ထင်ပါတယ်။ သို့တော်လဲဇွန်လအခင်းချင်းကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်မြန်မာ ဖိုက်တာတွေအတော်လေးရလက်ကောင်းနေတာသတိထားမိပါတယ်။ဇွန်ရက်ကအဖွဲ့ဘဲမှာရလက်ကောင်းယူပြနိုင်ခဲ့တယ်လို့ပရမီကထိုးတော့တဲ့၃ယောက်မှလည်း၂ယောက်ကနိုင်ပွဲကိုစီရအောင်ယူပြနိုင်ခဲ့တာပါ။ဒါကြောင့်မို့လို့ဒီလအတွင်းဝမ်ချန်ပီယံရှစ်ဆင်းမြင့်ထက်ကျွန်တော်ဖိုက်တာတွေရဲ့စွမ်းဆောင်ရည်ကမေလာကထက်ပိုပြီးကောင်းမွန်နေတယ်လို့ဆိုလို့ရပါတယ်။လက်ကျန်အချိန်တွေမှာဘက်ဖိုက်တာတွေကိုဆက်ပြီးခွင့်ရပေးအောင်မလဲဆိုတာစောင့်ကြည့်သွားရမှာပါ။ ဒီတစ်ပတ်တောက်ကြနေ့ညပိုင်းမှာကျင်းပမဲ့ပြိုင်ပွဲမှာဗရိုနီကာကိုအနိုင်ယူခဲ့တဲ့ဖရန်စစ်ကာဘီရာရဲ့တွဲဆိုင်ပါဝင်လျက်ရှိပါတယ်။ဒီဖိုက်တာဟာဗရိုနီကာနဲ့ပွဲတုန်းကဖူကက်ဖိုက်ကလပ်မှပြင်ဆင်လေ့ကျင့်ခဲ့သူပါ။သို့တော်ဒီဒီချိန်မှာတော့ချင်းအပြောင်းလဲလှုပ်ထားတာတွေ့ရပါတယ်။155စင်းမြင့်ထက်ရောက်လက်ကောင်းနေစက်တိုက်ယူပြထားတဲ့ B920 ကနဲ့ပြောင်းလဲလက်တွဲထားတာသတိထားမိပါတယ်။ဒီမှာဟာဒီတစ်ခါမှတော့ Asian Time Fighter တယောက်ဖြစ်တဲ့ Non Far Sight နဲ့ထိတ်တိုက်တွေ့နေပါတယ်။ နွန်ဖာဆိုင်က PK စံတိုင်းကိုစားပြုဖိုက်တာပါဝမ်ဖရိုက်ဘိုက်စင်းမြက်ထက်မှာစုစုပေါင်း၃ပွဲထိုး၂ပွဲနိုင်၁ပွဲရှုံးရလက်ပိုင်ဆိုင်ထားပါတယ်ဆလဘီ USC ကအကြောင်းအရာတွေကိုပြောကြားရအောင်မှာ UFC ဟာဒီမနက်ပိုင်းမှာတော့အက်ဒလနာကိုသွားပြီး UFC Fight Night ပြိုင်ပွဲကျင်းပခဲ့ပါတယ်။အက်ဒလနာကပြည်သက်တွေကလည်းအုံချွတ်ချွတ်နဲ့ကိုအားပေးဝင်ရန်သွားခဲ့တာပါ။ ဒီပြိုင်ပွဲကိုလာရောက်ကြည့်ရှုတဲ့ပြည်သက်ပေါင်း18000ကျော်အထိရှိခဲ့ပြီးကွန်ဝင်ကြေးကားနေလဲဒေါ်လာ3.2တန်းကျော်အထိရရှိခဲ့တယ်လို့ promotion ဘက်ကတရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီပြိုင်ပွဲမှာပီလန်ကောင်းဆင်အောက်ကပွဲစဉ်တွေကမိတ်ကကောင်းဆင်အောက်ကပွဲစဉ်တွေထပ်ပို့ပြီးကြည့်လို့ကောင်းခဲ့ပါတယ်။ပေါ်ပေါ်မဲ့ဘောနက်ဆုတွေကိုလည်းပီလန်ကောင်းဆင်အောက်မှာထိုးတက်တဲ့ဖိုက်တာတွေကပဲဆွတ်ကူသွားတာပါ။အဲ့ဒီအထက်ကမှပြည်သက်တွေအတွက်ဘူသူတရာစင်နှိုင်လောက်မဲ့တွဲဆိုင်တချို့ကိုလည်းထုံနှုတ်တင်ပြချင်ပါတယ်။ ပထမဆုံးအနေနဲ့ online ဆိုင်ရဲ့ legend ball edge loser နဲ့ b rowi တို့ပွဲအကြောင်းကိုပြောပြခြင်းပါတယ် b fighter နှစ်ယောက်မှာအရက်အနိုင်မြင့်ကွာဟာချက်ကငါးလက်မလောက်အထိတောင်ရှိပါတယ် b rowi ကအရက်လက်ရှည်သလိုခြေတံလက်တံရှည်နဲ့ကစားတဲ့သူပါအဲ့ဒီတော့ edge loser အနေနဲ့ reach ပိုင်းမှာဘလို့မှရှင်နိုင်ခြင်းမရှိဘဲ ground game ရဖို့အတွက်ချက်ချင်းဝင်လုံးလှဲချရင်းနဲ့ကွဲကိုကစားပါတယ် နှစ်ချီကစားပြီးတဲ့အထိအမှတ်ပေးတိုင်းရဲ့အဆုံးဖြတ်မှာတော့အက်စလိုဇာကနှစ်ချီစလုံးကိုအသာရနေတာပါတို့တော်လေဖီဟိုဝီကနောက်ဆုံးအချိန်မှာရအောင်ညှက်ကစားပြီးအက်စလိုဇာကို TKO နဲ့တောင်းအနိုင်ယူပြသွားခဲ့ပါတယ်။စွမ်းဆောင်ရီပိုင်းကတော့လုံးဝကိုအမခံမဲလို့တောင်းချီကျူးရမှာပါ။နောက်ထပ်ပြောပြခြင်းနဲ့တွဲဆိုင်ကတော့ဂျိုရှွာဘန်ကလောလောလတ်လတ်နိုင်ယူထားတဲ့ကိုရီတာဒန်ရဲ့ပွဲဖြစ်ပါတယ်။ သူကဒီတစ်ခါမှာတော့ UFC fighter ဘောကနိုင်ပွဲလုံးဝမရသေးတဲ့အိုချိုအားနဲ့ထိတ်တိုက်တွေ့ခဲ့တာပါ။သို့တော်လည်းအိုချိုအားရဲ့လက်သီးတွဲလုံးတွေကိုတောက်ခံနိုင်ခြင်းမရှိဘဲဒုတိယအချီးနဲ့အရှုံးပေးလိုက်ရပါတယ်။အိုချိုအားကတော့သူ့ရဲ့ UFC fighter ဘောကပထမဆုံးနိုင်ပွဲကိုပြက်ပြက်သားသားနဲ့ရယူပြသွားတာပါ။စွမ်းဆောင်ဤပိုင်းကပြောင်ပြောင်လွန်းလို့ promotion ဘက်ကသူ့ကို performance bonus suit တောင်းချီးမြှင့်သွားပါတယ်။ ။နောက်ထပ်ပြိသက်တွေကိုအန်အားသင့်သွားအောင်လုပ်ပြသွားတဲ့ fighter ကတော့တိုက်ပြင်းသမား fighter လေးမဲကွန်းဝဲမိတ်ကာဖြစ်ပါတယ်။ဒီ fighter ဟာကလကဖွင့်ပွဲမှာတော့ပြိုင်ဖက်ဖြစ်သူကိုပရမအချင်းနဲ့မှောက်သိပ်ပြလိုက်လို့ bonus ဒေါ်လာ9000စုခုခဲ့တဲ့ fighter ဖြစ်ပါတယ်။အဲ့လို bonus စုကုနိုင်လို့လဲသူရဲ့ပိုက်ပြန်အလုပ်ကနေနှုတ်ထွက်ပြီး full time fighter အဖြစ်နဲ့အပြေးဝရက်တီခဲ့သူပါဒီပွဲကသူရဲ့ဒုတိယမြောက်ပွဲဖြစ်ပါတယ် ဒီဒီချိန်မှာလဲပထမပွဲတုန်းကနဲ့ပုံစံတူပဲပြိုင်ဘက်ဖြစ်သူကိုပထမအချင်းနဲ့မှောက်သိပ်ပြခဲ့တာပါတိုက်ဆိုင်နေတဲ့အချက်ကပထမပွဲတုန်းကပြိုင်ဘက်ကိုပွဲသိမ်းခဲ့တဲ့အနေအထားမှာညာဝိုက်လက်သီးနဲ့ဖြစ်ပြီးဒီတစ်ခါမှာလဲညာဝိုက်လက်သီးနဲ့ပဲထပ်ပြီးပွဲသိမ်းပါတယ်သူက UFC Fighter ဘွားမှာစစ်စပေါင်းနှစ်ပွဲထိုးနှစ်ပွဲစလုံးကိုပထမအခြေတွင်နဲ့နိုင်ပွဲရယူပြပါတယ်။အဲ့နှစ်ပွဲစလုံးကညာဝိုက်လက်သီးတွေနဲ့ပွဲဖြတ်ခဲ့တာပါ။ ထပ်ပြီးထူးခြားနေတာကအဲ့ဒီနှစ်ပွဲစလုံးရဲ့စွမ်းဆောင်ရည်ကြောင့်ဘောနပ်စုကိုနှစ်ကြိမ်ထိတောင်ဆွတ်ကူခဲ့ပါတယ်။ပိုက်ပြင်းသမားဘွားကနေစ조사လာခဲ့တဲ့မဲကွန်းဝဲမိတ်ကဟာလက်ရှိမှာတော့ UFC ပြိုင်သက်တွေအကြားအတိမတ်ပြုခံရတဲ့ဖိုက်တာမျိုးဖြစ်လာနေပါပြီ။ဆက်ပြီးပြောပြခြင်းနဲ့ပွဲကပေါ်ခရိတ်နဲ့ဘလာတိုတို့ပွဲဖြစ်ပါတယ်။ဒီပွဲကအရှုံးနိုင်မပေါ်ဘဲ노ကွတ်တဲ့ပုံစံမျိုးနဲ့ပွဲသိမ်းသွားတာပါ။ ဘလို့ပုံစံမျိုးနဲ့ပွဲပြက်ခဲ့တာလဲဆိုတော့ UFC 360ပြိုင်ပွဲတုန်းကကိုမိန်ပွဲမှာဖြစ်ခဲ့တဲ့အခင်းချင်းနဲ့ထပ်တူပဲလို့ဆိုလို့ရပါတယ်။အဲ့ဒီတုန်းကဂျူလီယာနာပညာဟာကေလာဟာရီဆန်ကိုအောက်ကနေဖလောင်းနဲ့ပြန်ပြီးပိတ်ကန်တဲ့အတွက်ဖောင်းဖြစ်ပြီးတမတ်ရှော့ခံခဲ့ရပါတယ်။ဒီတစ်ခါမှာလဲပေါ်ခရိတ်ကဘလာတိုကိုအဲ့လိုပုံစံမျိုးနဲ့ကန်ပစ်ပါတယ်။အဲ့ဒီအနေထားမှာဘလာတိုကအတော်ကြီးကိုခံလိုက်ရတာပါ။ ဒါကြောင့်မို့လို့ပြိုင်ပွဲတာဝန်ရှိသူတွေကဆက်လက်ရှင်းပြဖို့မသင့်တော်တော့ဘူးဆိုပြီးဆုံးဖြတ်လိုက်ကပွဲကိုရန်နာလိုက်ပါတယ်။တစ်ချိန်တည်းမှာ no quant decision ချမှတ်သွားတာပါ။အချို့သောပြည်သက်တွေကတော့ဖောင်းဖြစ်တဲ့အနေအထားမှာပေါ်ခရစ်ကဖြစ်လို့ပေါ်ခရစ်ကို disqualify ပေးပြီးဘလတ်တိုကိုအနိုင်ပေးတဲ့နဲ့ဆိုတဲ့ပုံစံမျိုးတွေလည်းမှတ်ချက်ပေးပါတယ်။ဒါကတော့ပြည်သက်တွေဘ ഹു သူတရအောင်ပြီးလင်းကောင်းစစ်အောက်မှာထူးခြားခဲ့တဲ့တွဲဆိုင်တွေကိုပြောပြကြည့်တာပါ။ မင်ကကတွဲဆိုင်တွေထဲမှာတော့ထိတ်ဆုံးကောင်းပွဲပဲကြည့်လို့ကောင်းခဲ့ပါတယ်ဝေဒဝိတ်တမနိုင်ပွဲဆက်နေတဲ့ဟွာကွန်ဘက်ကလီနဲ့ဝေဒဝိတ်ချန်ပီယံဟောင်းကာမာရူဥစမန်တို့ထိတိုက်တွေ့တဲ့ပွဲဖြစ်ပါတယ်။ဟွာကွန်ဘက်ကလီကိုအနိုင်ယူရမယ်ဆိုရင်ဘလိုပုံစံမျိုးနဲ့အနိုင်ယူပြရမယ်ဆိုတာဖိုက်တာတိုင်းကသဘောပေါက်ထားပြီးပါပြီ။သူ့ရဲ့ပါဝါပိုင်းကကြီးလို့ဘယ်ဖိုက်တာမှရှင်ထိုးမှလည်းမဟုတ်ပါဘူး။ ကာမာရူအူစမန်ဟာရှေ့ကဖိုက်တာတွေတုန်းကမအောင်မြင်ခဲ့တဲ့ game plan ကိုဒီပွဲမှာတော့ပပနဲ့နဲ့အအောင်မြင်မြင်ကိုအကောင့်ထဲပေါ်ပြသွားခဲ့ပါတယ်။ဘွေးစားတာနဲ့ဘက်ကလေးကိုလှဲချပါတယ်။မိရင် ground and pound တွေကနေစုပ်ပြဲနေအောင်ထိုးပြသွားတာပါ။အဲ့လိုပုံစံမျိုးနဲ့ဘက်ကလေးလက်တော်တော်ကြီးကိုအထိနာခဲ့ပါတယ်။နောက်ဆုံးချီရောက်မှာတော့ဘက်ကလေးကပြန်ပြီးရုန်းကန်ချီခဲ့ပေမဲ့ကာမာရူအူစမန်ကပဲသူ့သားကြီးရယူထားတဲ့အရမတ်တွေကိုရအောင်ထိန်သွားခဲ့ပါတယ်။ ။ဒါကြောင့်မလို့တိုင်းဆုံးဖြတ်မှာညင်းပွားစရာမလိုပဲကာမာရူဥစ်မန်ကနိုင်ပွဲပြန်ရသွားတာပါ။မြေတမြခင်ဗျာကာမာရူဥစ်မန်ဟာဟမ်ဇက်ချမိုင်းယက်နဲ့ပွဲပြီးကြတဲ့ကအနာယူနေခဲ့တာ နှစ်နှစ်ဝန်းကျင်အထိတောင်ရှိခဲ့ပါပြီ။ဒီကြားထဲမှာသူ့ရဲ့တန်ရာပြဿနာတွေကနေတက်တာလာအောင်အနာယူခဲ့တာလို့ဆိုပါတယ်။အခုတကြောပြန်ပြန်လဲထိုးသက်ချင်းမှာတော့အချင်းကသူ့ရဲ့ချန်ပီယံဆွမ်းဆောင်ရည်မျိုးတွေကိုခြားပြသွားပါတယ်။ ပွဲပြီးပြီးချင်းမှာပဲနောက်ထပ်ချန်ပီယံဟောင်းတစ်ယောက်ဖြစ်တဲ့ဘီလာမူအာမက်ကကာမာရူအူစမန်ကိုတန်ပြီးစိန်ခေါ်ပါတယ်ကိုင်ကရှင်ဖိုက်တာကိုတိုင်းကတော့ဘီလာမူအာမက်နဲ့ပွဲဖြစ်ဖို့အတွက်သိပ်ပြီးစိတ်ပြင်းပြပုံမရှိတဲ့အကြောင်းကိုဖွင့်ဟသွားခဲ့ပါတယ်။ပြည်သက်များခင်ဗျာဂျိုရှွာဘန်နဲ့ဘရန်နန်ရိုဘာတို့ပွဲဖြစ်တဲ့ပုံစံမျိုးပြီးခဲ့တဲ့ရက်ပိုင်းတွင်းကနောက်တစ်ပွဲ UFC မှာထပ်ပြီးပေါ်ပေါက်ခဲ့ပါတယ်။ဂျိုရှွာဘန်ကအခုလောလောလတ်လတ်မှာရက်ကီနံပါတ်10နေရာကို တက်လှမ်းလာသူပါ ရန်နရိုဘာက ranking နံပါတ်1နေရာမှာယက်တည်နေတဲ့ fighter ဖြစ်ပါတယ်အစင်တမချအဖြစ်ကြည့်လိုက်မယ်ဆိုရင်ရန်ကိုကွာဟာလွန်းနဲ့ဖိုက်တာနှစ်ယောက်ပွဲဖြစ်ကြတဲ့အနေအထားမျိုးပါပဲ။ဒါကပြိုင်ဘက်မာနက်ကပ်ကနှုတ်ထွက်သွားလို့ဂျိုရှွာဘန်ကအစားထိုးဝင်လာတဲ့အတွက်ဒီလိုအခင်းကျင်းမျိုးဖြစ်လာတာနားလည်ပေးလို့ရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကပေါ်ပေါက်လာတဲ့တွဲဆိုင်ကတော့အဲ့လိုပုံစံမျိုးမဟုတ်တဲ့အခြေအနေတွေကနေဖန်တီးလိုက်တာပါ။အဲ့ဒီပွဲစဉ်ကပျော့တန်ရန်နဲ့မက်ဂီးတို့ပွဲဖြစ်ပါတယ်။ ပျော်တရန်ကလက်ရှိပနဝိတ်ရန်ကီသက်မှတ်ချက်နံပါတ်3နေရာမှာယက်တီနေတဲ့ဖိုက်တာပါမက်ကီကတော့အဆင့်73နေရာမှာယက်တီနေတဲ့သူဖြစ်ပါတယ်သို့သောအဲ့ဒီဖိုက်တာနဲ့ဝဲဖြစ်ကြတဲ့သတင်းတွေအခိုင်အမာထွက်ပေါ်လာခဲ့ပြီးအဘူဒါဘီမှာကျင်းပမဲ့ UFC Fight Night ပြိုင်ပွဲမှာပါဝင်လာမယ်လို့သိရပါဗျ။ဘလို့အကြောင်းရင်းကြောင့်ဝဲဖြစ်သွားတဲ့ဆိုတဲ့အကြောင်းကိုတော့ Russia Fighter ဘက်ကအခုလိုပြောဆိုသွားခဲ့ပါဗျ။ Promotion ဘက်ကကျွန်တော်ကိုပြောတာကချန်ပီယံကပတ်စင်ခေါ်ခွင့်ရဖို့စောင့်နိုင်နေဆိုရင်စောင့်လို့ရပါဗျ။ ဒါပေမဲ့ကျွန်တော်ကမစောင့်နိုင်တာပါဘွဲဝေးသွားတာမျိုးလုံးဝမလိုချင်ပါဘူးဖြစ်နိုင်ရင်ဒီနှစ်ထဲမှာအနည်းဆုံးနှစ်ပွဲလောက်ထိုးချင်တာပါအဲ့ဒီအတွက်ထိုးပွဲလိုချင်တဲ့အကြောင်းကို ပြောပြပါတယ်တို့ကလည်းကျွန်တော်အတွက်ပြင်ပရပြီဆိုပြီးအကြောင်းပြန်ပါတယ်ဖိဆုံ9ယောက်စီးဝင်ဖိုက်တာတွေ6ယောက်စီးဝင်ဖိုက်တာတွေအားလုံးကမအားကြပါဘူးတချို့ကပွဲတွေ ဖြစ်ထားကြတယ်တချို့ကြတော့လဲဒဏ်ရာပြဿနာတွေကြောင့်နားနေရပါတယ် အဲ့ဒီမှာဇူလိုင်လအတွဲမက်ကီးနဲ့ပွဲဖြစ်သွားတာပါလို့သူကရှင်းပြသွားခဲ့ပါတယ်။ Ian vs Below not happening. How you know? Cuz I know. Me and Ian are playing. အချိန်ထဲမှာ Ian Gary နဲ့ Sean Brady တို့အကြားအပြန်အလှန်လေတိုက်ကြတဲ့အနေအထားလေးကိုပြောပြခြင်းပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတုန်းက Sean Brady က Ian Gary ဟာသူ့နဲ့ပွဲဖြစ်ဖို့အတွက် Clapham ထိုးနေတဲ့ဆိုပြီးစလိုက်ရာကနေ Ian Gary ကအခုလိုတုတ်ပြန်လိုက်ပါပြီ။ ရှောင်းဘရေဒီပြောတဲ့ပုံစံကကျွန်တော်ကဘီလာမူဟာမက်ကိုစိန်ခေါ်နေတာသူ့ကိုကောင်းဆောင်နေတယ်ဆိုတဲ့အထာမျိုးနဲ့ပါတကယ်တော့ဘီလာမူဟာမက်ကချန်ပီယံဟောင်းတယောက်ဖြစ်တာရဲ့လက်ရှိအဆင့်သက်မဲ့ချက်ကနံပါတ်1နေရာမှာရှိနေတဲ့အတွက်ကျွန်တော်ကစိန်ခေါ်ပြစ်တာဖြစ်ပါတယ်ပြီးတော့ရှောင်းဘရေဒီကိုလည်းအမှောက်သိပ်ပြထားတဲ့သူလေသူ့ဘက်ကအတင်းကိုပွဲဖြစ်ချင်လွန်းနေရင်လဲကျွန်တော်ဘက်ကအဆင်နဲ့မှာပဲဘယ်တော့မှပွဲကင်းလက်မှုတိုင်းကိုညင်ပေခဲ့တာမရှိပါဘူးလို့ Ian Gary ကပြန်လဲရေးသားသွားခဲ့ပါတယ် နောက်ဆုံးအနေနဲ့ပြောပြခြင်းနဲ့တွဲဆိုင်တစ်ခုကတော့ပြည်သက်တွေစောင့်ကြည့်ခဲ့ကြတဲ့မြို့သမီ fighter လေးရဲ့တွဲဆိုင်ဖြစ်ပါတယ်။ဆရာဝန်လည်းဖြစ် UFC fighter လည်းဖြစ်တဲ့တရုတ်မြို့သမီ fighter ရှင်မင်ကိုပြည်သက်တွေမှတ်မိကြအောင်မယ်ထင်ပါတယ်။အခုတော့ promotion ဘက်ကသူမကိုနောက်တစ်ပွဲထပ်ပြီးဖန်နီးပေးလိုက်ပါပြီ။ဒီကသူမနဲ့ရင်ဆိုင်ထိုးတက်ရမယ့်ပြိုင်ဘက်က Bruno Brazil ဖြစ်ပါတယ်။လာမယ့်ဩဂုတ်လ23ရက်ရှန်ဟိုင်းမှာကျင်းပမယ့် UFC Fight Night ပြိုင်ပွဲမှာဒီဖိုက်တာနှစ်ယောက်ရဲ့တွဲဆိုင်ပါဝင်လာမယ်လို့သိရပါဗျ။ ရှီမင်ဟာလိုင်စင်ရဆရာဝန်တယောက်ဖြစ်ပြီး UFC ကိုလည်းရုပ်လူ UFC လမ်းကြောင်းကနေတစ်ချက်ရောက်ရှိလာခဲ့သူပါ။သူမရဲ့ UFC fighter ဘဝကလကအဖွင့်ကိုလည်းအနိုင်ရလက်နဲ့ပြ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 ဖွင့်လက်ထားသူဖြစ်ပါတယ်။လာမယ့်နေ့ဒီမှာလည်း MMA လောကကနောက်ဆုံးရသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို notification ယူထားချပါဦးခင်ဗျာ။